ခန်းစီပြင်မယ်ဆိုတော့မင်းတို့တက်သွားမယ်လမ်းတလမ်းမဲ့ရှိပါတယ်။အဲ့ဒါဘာလမ်းလဲဆိုတော့မင်းတို့ကိုယ်လည်းသိပါတယ်။ဒီတန်တွေကိုခန့်နိုင်လား။ငွေကြေးအင်အားလူဝင်အားဒါပြင်စစ်ဘက်ဆိုင်ရာနှီးပညာဘာတွေများဒီတဲ့ဒီမှာရှိနေလို့လဲ။ဒါလေးတွေစဉ်းစားတက်ပါတယ်။အဲ့ဒါတော့ဘာမှမရှိလို့ရှိရင်ဘာဖြစ်လို့ငါးမိနစ်တော့အာနာတိတ်နေမရဘူး။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်လော်ဘီစစ်နိုင်ပါစုအားကိုစီစုံမလိုက်ပြီးမှ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါလက်ရှိမိုးကုတ်ကိစ္စနဲ့ပတ်သက်လို့တော်လိုင်းအင်အားစုတွေဘက်မှလည်းတော်တော်ကြီးရိုက်နေတယ်အထူးသဖြင့်မိုးကုတ်ဒေတာခံတွေပေါ့မိုးတော့ဒီဒေတာခံတွေကတော်လိုင်းရုပ်အားပေးနေတဲ့သူဖြစ်နေတဲ့သားဘယ်သူမှတော့ကိုယ့်အိမ်ကိုယ့်ရာကိုပစ်ပြေးပြီးတော့အလုတ်ရဲ့အကင်ရဲ့ပတ်စံအကုန်ခံပြီးတော့ဒုက္ခမရောက်ခင်ကြပါဘူးဘလောက်ပဲတော်လိုင်းရုပ်အားပေးတဲ့သူဖြစ်နေပါစေဟုတ်တယ်နော်အတော်လည်းဘလောက်ပဲအပပေးကိုယ့်အိမ်ကိုပြစ်မယ်မတော်တော့အိမ်နဲ့မိတဲ့ပိုင်ပါမယ်ကိုယ်လည်းဘဝပြည့်ရှင်ပြည့်မယ်အဲ့ဒီဘဝမျိုးတော့ဘယ်လိုလုပ်ခြင်းလဲ ဘလူးမမလို့ရှင်ပါဘူးဟုတ်ပါတယ်နော်ဘလူးမမလို့ရှင်ဒီကိစ္စကိုအဲ့တော့လက်ရှိမိုးကုတ်ကိုစစ်တပ်ကပြန်ပြီးတော့စစ်တောင်းထိုးမဲ့ကိစ္စမှာ TNL ကတင်ပေးလိုက်ရဲ့တော်လိုင်းအင်အားစုတွေကမပေးဘူးဆိုပြီးတော့မိုးကုတ်ကိုပိန်တယ်ပစီငါတို့အတက်ပိန်တယ်ပစီကာဝယ်မဲဆိုတဲ့စကားနဲ့မိုးကုတ်ကိုကာဝယ်တာလေအဲ့ဒီမှာစစ်တပ်ဝါရဖြတ်ဘောမတွေကမျိုးစုံမျိုးစုံကျိုးခုန်ပြီးတော့မလုပ်တာဝါရဖြတ်တာအခုတော့မှကြည့်လိုက်မီးရဲ့ပိန်မနော် 哦สไนเปอร์มาเอ้ตูตูตูนามเรียกว่าสไนเปอร์สุดเลยเนาะสไนเปอร์สุดหมดสไนเปอร์สุดสไนเปอร์เนี่ยก็มาเอ้ไอ้สไนเปอร์เนี่ยมีเป็ดมาบาเปล่าซะได้จิว่าได้เนาะမိဘတွေတို့များရှင်ကျွန်မဒုတိယတင်ဆက်ပေးမယ့်သတင်းလေးကမွန်ကုန်မြို့ကန်ကဒေသခံလေးပေါ့နော်စစ်ပေးရှောင်မှုတော့မှခက်ခဲဖြစ်နေတဲ့သတင်းလေးကိုကျွန်မတင်ဆက်ပေးကြပါမယ်။မွန်ကုန်မြို့မှာဆိုရင် TNL ကစုခွာဖို့တော့ဂရီးပေးလိုက်ပြီးဆိုရင်ပြည်ထက်တရားခေါင်းမာပြီးတော့ဆက်လက်တိုက်ပွဲဆင်မှုတော့ရွေးချယ်လိုက်တယ်ပေါ့နော်။ ော့သူတို့တွေကဆိုရင်အခုပြည်သူတွေကိုဒီလ20ရက်နေ့နောက်ဆုံးထားပြီးတော့မြို့ကထွက်ကြပါဆိုပြီးတော့သူတို့နှိမ့်ဆက်ရအောင်ပေါ့နော်နှိုးဆောင်နေရဆိုရင်မိုးကုတ်ဒေသခံတွေကိုယ်တိုင်ကပြောကြားထားပါတယ်ဒါတွေသတင်းတွေလည်းတက်လာပါလိမ့်အဲ့လိုတက်လာတဲ့အခါမှာဆိုရင်ပြည်သူတွေရဲ့ပြောစကားလေးပေါ့နော်စစ်ဆောင်နေဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးရဲ့ငွေရှိအောင်မှရှောင်လို့ရမှာဆိုပြီးပြောထားပါတယ်အဲ့ဒီမိုးကုတ်ကနေထိုင်တဲ့သူတယောက်ပေါ့နော်ပြောဆိုထားရအောင်ဆိုရင်မိုးကုတ်မိုးကုတ်ကနေမန္တလေးမြို့ကြီးကိုလူတယောက်ကားကား6သိန်းပေးရတယ်ရှင့်မိသားစုလုံးဆစ်ဆောင်မယ်ဆိုရင်လည်းဆုံး3030လောက်ပုံနဲ့နေထားရှိနေပါလေဒါကြောင့် ဒေတာကန်တော်တော်များများအစ်စ်မရှောင်နိုင်တဲ့အခြေအနေမျိုးကိုကြောက်ရွံ့နေပါရှင်ဒီလိုဖြစ်စဉ်တွေဖြစ်လာတဲ့ခါကျတော့ဒေတာကန်တွေကတော့ကြောက်ပဲပေါ့နော်ဖြစ်နိုင်ရင်လည်းလူတို့ကိုငဲ့ပေးရင်ကောင်းမှာပဲဆိုပြီးတော့လည်းရှင်းခွင့်နေကြပါတယ်အခုဆိုရင်ဘာလို့လုံးလုံးအောင်မသိတော့ပါဘူးတဲ့တော်လိုင်းရဲ့တက်ဖွဲ့တွေကလည်းတိုက်တော်နိုင်မှာမဟုတ်လို့လားဆိုပြီးတော့သူတို့ကိုယ်တိုင်တော့မှရှုံချချက်တွေမရှိတော့ပါဘူးရှင်အဓိကတော့မိုးကုတ်မြို့ချင်းပျက်စီးဆုံးရှုံးပြီးတော့စစ်စစ်ညက်ကြီးတော့မှာမိုးကုတ်ဒေတာကန်တွေမလိုလားပါဘူးဒါကြောင့်ခဏလေးအဲ့ဒီနေရာမှာနံပါတ်1မိုးကုတ်မြို့ကြီးပျက်စီးဆုံးရှုံးသွားပြီဆိုတော့အဲ့ဒီတော်လိုင်းအင်အားစုတွေပဲရှိရင်မိုးကုတ်မြို့ကြီးကပျက်စီးသွားမှာ ော်လိုက်အားစုတွေကမိုးကုန်မြို့ကြီးကိုလိုက်ပြီးတော့မီးရှို့နေပလားမရှို့ပါဘူးနော်ဟုတ်တယ်နော်စစ်တပ်ကလေနဲ့ဘုံလာကျဲမှသာလျင်လက်နဲ့ကြီးနဲ့လာပြစ်မှသာလျင်ဒီမိုးကုန်မြို့ကထိတိမှာအဲ့တော့စစ်တေးရှောင်းပြည်သူတွေကိုတကယ်စေတနာရှိတယ်ဆိုရင်မင်းတို့မင်းတို့နိုင်ငံတော်လို့တတ်မှတ်ထားတာလေမိုးကုန်ကနေမန္တလေးကိုအခမဲ့စစ်ရှောင်းဖို့နိုင်ငံတော်ဆိုတဲ့ကောင်တွေကစီစဉ်ပေးလို့မရဘူးလားတကယ်စေတနာရှိရင်ပေါ့ ဟုတ်တယ်နော်အဲ့တော့စေတနာမရှိလို့မစီစီပေးဘူးဆိုလေမိုးကောင်းမြောင်ကြီးပြက်စီးမှဆိုတယ်နော်မိုးကောင်းမြောင်ကတော်လိုင်းဘက်ကတိမ့်ပိုက်ထားတာဖြစ်တဲ့အတွက်သူတို့ပိုင်သွားတဲ့မြို့ဖြစ်တဲ့အတွက်တွားပြီးတော့အနိုင်မကျင့်ပါနဲ့လေရင်နဲ့ဘုံသွားမကျဲပါနဲ့နော်ဘ누구ပြန်ပြောပေးတယ်ဘ누구မပြောဘူးဟောအဲ့ဒါဖြေပဲလေမိုးကောင်းမြောင်ကထိမှစိတ်ကူးနေချင်းတွားမတိုင်းနဲ့ဘောတွားမတိုင်းဘာမှမဖြေဘူးလေမယောင်ကတိုင်းမထားလေရင်နဲ့ဘုံသွားမကျဲကြည့်မိုးကောင်းမြောင်ဘာမှမဖြေဘူးဟမ်အဲ့ဒါချောင်းတော့မထိကြိုက်ဘူး အဲ့ဒါရှင်းရှင်းလေးပါအဲ့တော့မိုးကုန်းမျိုးပြက်မှာမပြက်မှာဒီဘုဒ္ဓဘာမှမူတည်စစ်တပ်ပေါ်မှာမူတည်တယ်စစ်တပ်ကသွားဖြစ်စီမိုးကုန်းမျိုးပြက်မယ်စစ်တပ်ကသွားမဖြစ်စီမိုးကုန်းမျိုးပြက်စီအကြောင်းရှိဒီနိုင်ငံမှာတခုတည်းတော့ပြောချင်တယ် KSS နားထဲကိုအတေရိုက်တွင်းလာတဲ့စကားတခုရှိတယ်နိုင်ငံတော်ဆိုတာတက်မတော်ကပိုင်တယ်လို့လို့ဘာလို့လို့စစ်တပ်ဆိုတာခဏပြည်သူရဲ့ကျော်တော့မင်းတို့ရဲ့အိမ်ဆောင်မင်းတို့ရဲ့ခံဆောင်စစ်တပ်ဆိုတာမှတ်ထားပါအဲ့ဒီစိတ်ကိုတွင်းမှာပြည်သူတိုင်းစစ်တပ်ဆိုတာစစ်တပ်ကပြည်သူကိုအုပ်ချုပ်ကမှာမဟုတ်ဘူးပြည်သူဒါလေစစ်တပ်ကိုစီမံခန့်ခွဲအုပ်ချုပ်ကမှာ ်စစ်တပ်ဆိုတာဒီခြံလုံးကြုံဖို့အတွက်ခြံဆောင်နှားထားတဲ့လက်နက်ကိုင်အစ်စင်မရှိတယ်ရှင်းရှင်းလေးမင်းခြံဆောင်ဘဝမလုပ်ချင်ဘူးငါမင်းလူထွက်လိုက်စစ်ယူနီဖောင်းရွှတ်လိုက်ယူနီဖောင်းဝတ်ပြီးတော့စစ်တပ်လှစားယူထားရင်မင်းဟာဒီတိုင်းကြီးရဲ့ခြံတော့ပဲဒါရှင်းရှင်းလေးအဲ့ဒါကိုနာရင်မတတ်နိုင်ဘူးဟုတ်တယ်နော်အဲ့ဒါမိုးကုတ်ဆိုတာစစ်တပ်ကပိုင်တာမဟုတ်ဘူးမိုးကုတ်ကပြည်သူကပိုင်တာမိုးကုတ်ကမင်းအောင်လိုက်ပိုင်တာလည်းမဟုတ်ဘူးကျူကျူနဲ့ပိုင်တာလည်းမဟုတ်ဘူးမိုးကုတ်ဆိုတာပြည်သူကပိုင်ဒါပေမဲ့အရှင်းမပြောခဲ့တယ် ပြည်သူတွေဟာဘယ်ပြည်သူမှတော်လှန်ရေးအားပေးပါတယ်ဆိုတဲ့လူတွေတောင်မှကိုယ့်ရဲ့အိမ်ကြီးပြစ်သွားမယ်ကိုယ့်အိမ်ကိုယ့်ရောင်ပြစ်ကမယ်နောက်ဆုံးအိမ်ကိုပြစ်နိုင်တဲ့ထားတယ်လူလုံးစက်ဆစ်ဆောင်ဖို့အတွက်တယောက်ကို၆နဲ့၇နဲ့သိပြီဘယ်သူမှဖြစ်ချင်မလဲဒါယူဖြစ်ချင်ပါတယ်လို့ယူနေတဲ့လူမှအောင်လောင်အောင်မဟုတ်ဘူးဟုတ်တယ်မဟုတ်ဘူးမယူနေတဲ့အယူတယောက်ကိုမင်းဘိုးကောင်ကကြောက်ရမယ်ဆိုအဲ့ဒီယူတော်မှာလက်ခံတာမေးကြည့်ဦးဒါတဘာဝပဲလေတော့အဲ့တော့တကယ်ပြည်သူပေါ်စေတနာရှိရင်ဘာလုပ်ရမလဲဆစ်ဆောင်ပေးဖို့အတွက်ကားတွေစီစဉ်ပေးလိုက်လေ လွန်လွန်လေးဟာငါတို့ကမတော်ကြီးကပြည်သူကိုတကယ်ကြိုးဆိုတဲ့ထောက်ပံ့နေဆိုရင်မိုးကုတ်ပြည်သူတွေဘယ်နဲ့ဘယ်ရက်ကနေဘယ်နှစ်နာရီဘယ်ချိန်မှာကားပနက်စီးထွက်ပြီးကြိုးမင်းမယ်ကြိုက်တဲ့လူတွေအခမဲ့လာပါလှုပ်ပေးလိုက်ပေါ့မင်းတို့တတ်မတော်ကမလုပ်ပေးဘူးမလားဘယ်လုပ်ပေးမလဲမင်းတို့လိုက်တတ်နေတာပြည်သူပဲတတ်နေတာဟုတ်လားအဖြေပဲလေဟုတ်တယ်နော်စင်စင်လေး DNA လေးလဲဆုပ်ပါမယ်သူပြီးတဲ့ဒီလဲလိမ္မာရေးချရှိသွားနဲ့ဆုပ်ပါကြပါဆိုတဲ့ပုံစံမျိုးသူဖြစ်စီနေတာပေါ့နော် ဒါမဲ့လည်းပြီးတဲ့လူကတော့ပြောလို့မနိုင်တဲ့အခါကျတော့လူမှုကွယ်မှာပဲရင်းဖွင့်တဲ့အချိန်တွေရောက်လာတာပေါ့ရှင်ဟုတ်ပါရှင်ကျမတို့ရဲ့စိတ်ဆန္ဒကိုမေးမယ်ဆိုရင်လည်းကျမတို့အနေနဲ့ပြီးတဲ့တွေကိုပြောချင်တာပေါ့နော်ခန်းစစ်ဆိုတာယူလုပ်နေတော့ပဲနဲ့အလဲဝင်တဲ့လဲဝင်မဝင်လို့ရှင်လဲအချားမျိုးတို့မျိုးပဲရှောင်လိုက်တော့ပူကောင်းမယ်လို့ထင်ပါတယ်အလဲမဝင်ရေနေ့ကိုပဲဝင်ကျင်တယ်နဲ့အပီတဲ့တွေပြောတယ်မှာမလုံနဲ့လို့ယူမကောင်းနဲ့မီးပိန်မီးရောက်ပိန်လိမ့်နေတဲ့ပြုတ်ကြည့်ကွာယုံစရာလို့ငါအဲ့ကြပြောတယ်ကိုကြီးအဲ့စနိုက်ပါဆွတ်ဆိုတော့ကြည့်လို့မရဘူးကျွန်တော်နဲ့ငါတို့ကြည့်ဖို့နေမှာကျွန်တော်ပေးပေးကျင်တယ်မလုံနဲ့ကွာယုံစရာကြီးလို့ငါမနဲ့တောင်းပန်ထားတယ်တိလားအလဲဝင်ဖို့နေတတ်တာတိလား န်စီပြင်မယ်ဆိုတော့မင်းတို့တက်သွားမယ်နားတလမ်းမဲ့ရှိပါလေအဲ့ဒါဘာလန်းလဲဆိုတော့မင်းတို့ကိုယ်တိုင်လည်းသိပါလေမင်းတို့နေနဲ့ခန်းစစ်ဘလောက်ပြင်ပြင်ဒီမိုးကုန်းမျိုးဘလောက်ထိထိန်းထားနိုင်မှာမို့လို့လေတက်မလို့ထိုးစစ်ဆိုတော့တရက်တစ်မိနစ်ထဲရောက်လာမှာမဟုတ်ဘူးလေဒီမျိုးကိုပြန်လဲပြီးတော့မရရှိမချင်းတက်ခိုက်မှာဖြစ်ပါလေဟုတ်စကားမဆက်လက်ရှိတွေ့ရတဲ့စစ်သားဥယျာဉ်ဘလောက်ရှိပါကြီးညံပေးဖို့လားဒေါက်တာဖြစ်သွားတဲ့ဥယျာဉ်ဘလောက်ရှိလဲညံပေးဖို့လားဟမ်အဲ့ဒီတွေ့ရတဲ့စစ်သားတွေကိုအော်ငါတို့တက်မတော်သားတွေကြဆုံးသွားတဲ့အုပ်ကူလေးကောင်းကောင်းမုံမုံတချို့ပေးဖို့လားခွေးတွေကောင်ပေါက်တော့တန်ဖို့မရှိဘူးနော်ကြည့်မင်းတို့စစ်သားတွေဘောက ်လက်ရှိ2021ຫນွေဥတော်လန်ရေးအာနာသိမ့်ပြီးတဲ့ကစစ်သားဘလောက်ပြေပြီးွားပြီလဲရဲဘလောက်ပြေပြီးွားပြီလဲစစ်သားတွေရဲတွေဒုက္ခတာဖြစ်သွားတဲ့ခြေပြက်လက်ပြက်ဘလောက်ဖြစ်ပြီလဲမင်းတို့ကြင်ညာပေးဘူးလားမကြင်ညာပေးဘူးနော်ဟောမကြင်ညာပေးတဲ့အခါမှာ PDF တွေပြင်းနေနော်ဘယ်ပိုက်ကွမ်းဖြစ်ဖြစ် PDF တွေကြာဆုံးသွားရင်အလောင်းတွေတိတိကျကျအချိုးပေးတယ်အုတ်ခုနဲ့တော့တိတိကျကျပြုတ်လို့ပေးတယ်မင်းတို့စစ်တပ်ဘက်မှာအဲ့လိုမျိုးဂုံပြုတ်ပေးဘူးလားခွေးစွမ်းနေတဲ့အလောင်းယူမလား ပေါက်ပွားနေတဲ့အလောင်းကြီးမှာခွင်းတေကောင်ဘုတ်တောင်ကလမ်းလက်ကောင်သင်းနေအမြင်မတော်တဲ့လူကလာဖယ်ပြီးတော့ညှုပ်ပေးသေးတယ်မင်းတို့စစ်ခွင်းသင်းနေလို့ဘယ်သူမှမညှုပ်ပေးဘူးဟမ်အဲ့တိုင်ပေါ်တစ်ခုဆိုတာအချာဆုံးရှိမှာပဲဒါပေမဲ့ခွင်းကပြောသလိုမင်းတို့မင်းတို့ဘဝကြီးအဲ့ဒါအဖြစ်ပဲအဲ့တော့သူများတင်မအောင်စိတ်မပုန်နဲ့မင်းတို့စစ်သားတွေဘလောက်တင်လဲဆိုတာအရင်ပြောနော်အခုအပတ်စဲ20ကျော်ဝိုင်းစစ်မှုထမ်းစစ်မှုထမ်းတင်တန်းစတော့ကမင်းတို့ပတ်သက်တယ်ဘာပြောခဲ့ဟမ်ခဏလေးကင်းဆောက်တာပြီးတော့စစ်တနတ်တက်ပြီးခဏပြင်ပြန်မယ်အခုခဏကျော်သွားပြီလေဘယ်သူပြန်မွေးရလဲအဲ့ဒီအာမခံရတဲ့ပါးစပ်ပေါက်တွေပြောသွားပြီ ဟင်ပြည်သူကိုလိန်ညာခဲ့တာဒီတော့ပြည်သူတောက်လျှောက်အဲ့တဲ့ဒီပုံစံမျိုးလိန်နဲ့ညာတယ်ဝါရပြန်တယ်မဟုတ်ပါဟုတ်ပါလှုပ်တယ်ဖမ်းတယ်တတ်တယ်ဖြတ်တယ်နှိပ်စက်တယ်ညှိပန့်တယ်ဒီတနေရာကျော်မှာပဲဒီတော့လှုပ်လှုပ်ပြတာဟမ်စစ်ပေးဆောင်စခန်းတွေတပုံကြီးကူညီရမယ်ပြင်မကူညီလည်းပြင်ဘုံကျက်ချပြင်အခုမိုးကမိုးကအာမိုးကပြည်သူတွေဘလို့စိုးရင်လားအစိုးရရုပ်ရှင်ကူညီပေးလိုက်ရေဟမ်နိုင်ငံတော်အစ်စ်နိုင်ငံတော်ဘက်ကနေတို့ဖေကူးထိုင်ထားတာလေအာဒီမိုးကပြည်သူတွေကြားဖို့လောက်တော့စရင်နဲ့ထက်ကြအောင်မလို့ဒီလောက်ငွေလောက်ကိုဘတ်လက်ကောက်လုပ်လိုက်ရင်မင်းလှုပ်လို့ရပါတယ်ဟမ် လုတ်ပေးနိုင်လားလုတ်ဘောလုတ်ပေးလားအေးအဲ့ဒါပဲအဲ့ဒါပဲနော်အဲ့တော့ PDF တွေသွားမြောက်အဲ့မိုးကုန်းမြို့ကိုနေလို့စစ်တပ်ကတွားရင်ဘုံကမကျဲပေးဘူးမဖြတ်စင်းဘာမှမဖြစ်ဘူးအဲ့တော့မိုးကုန်းမြို့ဖြတ်စင်းလားမဖြတ်စင်းလားဆိုတော့စစ်တပ်ကဖြတ်စင်းမလားမဖြတ်စင်းမလားဆိုတဲ့အပေါ်မှာမူတည်ပါတယ်စစ်တပ်ကမိုးကုန်းမြို့ကိုမဖြတ်စင်းရင်မိုးကုန်းမြို့ဖြတ်စင်းရအောင်အကြောင်းရှိတယ်စစ်တပ်ကမိုးကုန်းမြို့ဖြတ်စင်းမယ်ဆိုရင်မိုးကုန်းမြို့ကဖြတ်စင်းလို့ရပါတယ် နော်အခုစစ်တပ်အုပ်ချုပ်တဲ့ဒေသတွေမှာလည်းပြည်သူတွေထိခိုက်ရအေဂျင်လားမအေဂျင်ဘူးလားဆိုတာတော်လိုင်းဘက်ကလူတွေနဲ့ဆိုင်တယ်စစ်တပ်အုပ်ချုပ်ထားတဲ့မြို့တွေမှာပြည်သူတွေအေဂျင်ဆိုတာနေခိုင်းနိုင်မယ်ဆိုရင်ဟဲ့တော်လိုင်းဘက်ကလူတွေစစ်ရေးရမနှုတ်ရှားပဲလုပ်ပေးထားရင်အဲ့ဒီဒေသမှာပြည်သူတွေအေဂျင်ဆိုတာနေလို့ရတယ်အဲ့ဒါပေမဲ့အဲ့ဒီမြို့နယ်မှာတော်လိုင်းဘက်ကလူတွေကပျောက်ကြားနေချမဲ့ဘုံတွေခွဲမဲ့ထိတဲ့ချင်းနဲ့တွေ့လို့ပြည်သူတွေထိပါမယ်။အဲ့တော့စစ်တပ်အောက်ချုပ်ထားတဲ့မြို့တွေမှာအေဂျင့်နေတာဒီစစ်တပ်ချုပ်အေဂျင့်တာလားတော်လိုင်းအင်အားစုတွေဘက်ကဘာမှမလုပ်လို့အေဂျင့်တာလား တော်လိုင်းအင်အားစုတွေစုံမတဲ့ data တွေမှာရွာတွေမီးရှို့ကန်ကြီးဘုံကျဲကန်ကြီးနော်အဲ့လိုဖြစ်တာဒီဘာလို့ကြောက်လဲစစ်တပ်ကဒုက္ခပေးလို့လေအဲ့ဒါအပြင်းရှင်းနေတယ်နော်အဲ့ဒါစစ်တပ်ဆိုတာတိုင်းပြည်ကိုပိုင်ဖို့ထားတာမဟုတ်တိုင်းပြည်ကိုအုပ်ချုပ်ဖို့ထားတာမဟုတ်စစ်တပ်ဆိုတာတိုင်းပြည်ကိုကာကွယ်ဖို့ခြံဆောက်စစ်တပ်ဆိုတာတိုင်းပြည်ရဲ့ခြံဆောက်အခုကခြံဆောက်ကခြံဆောက်မလုပ်ဘဲနဲ့မလုပ်လေအိမ်ကောင်းရင်ဦးကမှတက်ပြီးတင်ကိုချက်ပြီးတော့မတမ်းမရတက်ဆိုင်ဖို့လုပ်နေတာဟမ်တတော်စားကတတော်စားနေရနေကိုဆောက်စင်ကခြံဆောက်ဖို့ခြံဆောက်နေရနေမင်းတို့စစ်တပ်ကခြံဆောက် ရှင်းရှင်းလေးမင်းတို့ခြံစောင်းနေရာမှာမနေဖြစ်မင်းတို့ပြည်သူဆိုတဲ့နေရာမှာနေအဲ့ဒါဆိုရင်မင်းတို့အထောက်အပံ့မင်းတို့ပါလို့ရတယ်ရှင်းရှင်းလေးကိုကပါလေခြံစောင်းဆိုတဲ့ဂုံအုပ်ကိုလည်းမစွတ်လွတ်နိုင်ဘူးတိုင်းပြည်ကိုလည်းမော်မိုင်းစီးနေတယ်ဆိုလို့ရှိရင်တော့မပြောတော့ပါဘူးနော်ဒီတန်းလေးကိုခံနိုင်လားငွေကြေးအိမ်ကလူဝင်အားဒါပြင်စစ်ဘက်ဆိုင်ရာနှီးပညာဘာတွေများဒီတန်းတွေမှာရှိနေလို့လဲ ဒါလေးတွေစဉ်းစားတတ်ပါတယ်ဟိုအဲ့ဒါကဘာမှမရှိလို့ရှိရင်ဘာဖြစ်လို့ငါးနှစ်တောင်အာနာတိတ်နေမရဘူးနော်ကြောင့်ဆက်ချက်ပြုံးမယ်ဟမ်မအလားမအစစရတာလုံးနေတာငါးနှစ်ရှိပြီအာနာသိနေတာဒါပြလို့ဒုက္ခဒုက္ခခံပြီးတော့ကိုကတော့ကုရတမကမှလည်းအခုချိန်ထိမင်းအောင်နိုင်ဆိုတဲ့နာမည်စရင်မဝင်ဟမ်အခုအော်တော်က29ရက်နေ့ထုတ်ပြန်တဲ့ကုရတမကစရင်နိုင်ငံကစရင်မှချင်းချင်းပြောရင်တော့ကမ္ဘာကုရတမကအဖွဲ့ကြီးကနိုင်ငံခေါင်းဆောင်တွေအဖြစ်တက်မှတ်ထားတဲ့နိုင်ငံကစရင်မှဒေါ်အောင်ဆန်းစုကြည်နဲ့ဓမ္မတာဦးဝင်းမြင့်ဟမ်မင်းအောင်နိုင်ဆိုတဲ့နာမည်တစ်လုံးမှမပါဘူး နော်အဲ့တော့တန်ခင်းတမန်ခင်းရတဲ့ရှုံးတိတ်လေးနော်ပြည်ပြင်းမှာလည်းအလဲလဲပုတ်ပဲဖြစ်နေအင်းဟန်တာလေဆိုဘာဖြစ်အနိုင်ပြီးတာလဲအော်ပြည်သူကိုညာနေတယ်ပေါ့ဩဒါညာတာနော်ညာလို့မိတောင်ပြင်းမကြံမိခဲ့တာမညာရင်ညီကြီးကတော့ယူမှမဖြစ်နော်ဒီတဲ့ဒီအနေနဲ့ကတည့်ရနေမြန်မာစစ်တပ်ကပြုလုပ်မိရွေးကောက်ပွဲကိုအတူအယောင်ရွေးကောက်ပွဲဖြစ်တက်မှတ်ရေးအဆိုကိုနယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုနယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးကလည်းလွှတ်တော်ဆုံးဖြတ်ချက်အဆိုကိုထောက်ခံမြန်မာစစ်တပ်ကပြုလုပ်မိရွေးကောက်ပွဲကို အတူအယောင်ရွေးကောက်ပွဲအဖြစ်တက်မှတ်ရေးအဆိုကိုယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုလိုက်တဲ့ညာနယူးဇီလန်အစိုးရ၏နိုင်ငံခြားရေးဝန်ကြီးရထဝင်းစတင်ဖီရိုစကလည်းမြန်မာစစ်တပ်၏ရွေးကောက်ပွဲမှာအတူအယောင်သာဖြစ်တည်ကြောင်းလွှတ်တော်၏ဆုံးဖြတ်ချက်အဆိုကိုထောက်ခံပါကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုသည့် ယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်တွင်မြန်မာစစ်တပ်၏တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရလက်မခံကြောင်းတရားဝင်ထုတ်ပြန်ပေးရန်အစိုးရတရက်ကို Weber Party မှလွှတ်တော်အမတ် Philip Stone Toyfield ကတင်သွင်းခဲ့ပြီး Green Party မှ Tino Tuyana ကထောက်ခံအဆိုပြုခဲ့ရာနယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲအဆိုကိုအတည်ပြုဆုံးဖြတ်လိုက်ကြောင်းသိရှိရသည်စစ်တပ်၏ရွေးကောက်ပွဲတွင်စစ်မှန်သော အတိုက်ခံပါတီများမရှိတော့ဘဲရွေးကောက်ပွဲများပေါ် အများပြည်သူ၏ဝေဖန်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်သည့်ဖိနှိပ်ချုပ်ချယ်သည့်ဥပဒေများဖြင့်ဖမ်းဆီးမှုများရှိနေကြောင်း Labor Party မှလွှတ်တော်မှ Philip Stone တို့ထွေးကဆိုသည်အလွန်ရက်စက်တဲ့စစ်တပ်ကိုမြန်မာပြည်သူတွေကကြက်ကြန့်ခံတော်လှန်နေကြပါတယ်။ကျွန်တော်တို့အဲ့ဒါကိုကူညီရပါမယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲကအတူအယောင်ရွေးကောက်ပွဲဖြစ်တဲ့ဆေးရုံတွေ၊ကျောင်းတွေနဲ့ပြည်သူတွေကိုဘုံကျက်တက်ဖြတ်ပြီးတော့ရက်စက်တဲ့စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲဟာယုံကြည်စရာမရှိပါဘူး။ ဟုနယူးဇီလန်လွှတ်တော်အမတ်ဖီလစ်စတောနာထွိုင်ဖူကလွှတ်တော်အတွင်ပြောဆိုသည်ကျွန်တော်တို့တိုင်းပြည်မှာလေဟိုဘယ်လိုကျွန်တော်တိုင်းပြည်မှာဟုတ်ပါဦးဗျဘယ်နေရာဖြစ်စကားစလုံးကိုအမြဲကြားမှုနှောင်းဝါဖြစ်နေလို့ရှိရင်အဲ့ဒီစကားလုံးကိုယင်ယင်ဝါအခုကျွန်တော်ပြောချင်တာအဲ့ဒါပဲစစ်တပ်ကမတည်တိုင်းပြည်ကိုပိုင်တယ်လို့ပြည်သူတွေစိတ်လူများစိတ်ထဲမှာအဲ့လိုတဘောထားတယ်အာစစ်တပ်ကပြောရင်ငင်ခံရမယ်မှမမမခံပြောလို့မရဘူးဆိုအဲ့ဒီအစွဲကြီးကတောက်လျှောက်ထားတာတောက်လျှောက်ထားမဟုတ်ဘူးနော်စစ်တပ်ဆိုတာဗါတယ်တိုင်းပြည်တခုခြံစားဒီကောင်ကတောင်းရင်ခြံစားဖို့အဲ့ဒီကတော့ဒီတင်မကွေချိတ်ဆိုင်ပါပိတ်လိုက်လို့ရတယ် ော်အဲ့ဒါအဲ့ဒါဒီမိုကရေစီတိုင်းပြည်ဆိုအဲ့ဒါကိုပြောတာစစ်တပ်ကစစ်တပ်နေရာနေကျွန်တော်စစ်သားလုပ်နေတယ်ကျွန်တော်ကခြံစောင့်နေရပဲအဲအဲ့ဒီညောင်မနေချင်ဘူးလားမနေချင်ဘူးယူနီဖောင်းချိုးလှုပ်ထွက်လာအဲပြည်သူကမင်းဂျုံကြီးအောင်မင်းအရေးကြီးနေမင်းအစွမ်းစားနေပြပြည်သူဂျုံကြီးရင်မင်းဟာပြည်သူခေါင်းဆောင်ဖြစ်တိုင်းပြည်ကိုအုပ်ချုပ်လို့ရတယ်ရှင်းရှင်းလေးစစ်တပ်ခေါင်းစစ်တပ်စစ်သားမှန်တယ်များတိုင်းပြည်ကိုအုပ်ချုပ်ခွင့်မရှိတာပေါ့ဘူးရှိတယ်ဒါပေမဲ့ပါပြည်သူလက်ခံလို့အခုဟာကပါလေကိုကိုတိုင်းလည်းအစွမ်းစားမရှိဘူးစောက်စင်လည်းမရှိဘူးတိုင်းပြည်ကိုလည်းဘောင်ပိုင်စည်းတယ်နော်အဲ့တော့မိုးကုတ်ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်ဒါလေးပဲပြောချင်ပါတယ်နော်။ဘာပြောချင်တာလဲဆိုတော့မိုးကုတ်ကိုဘယ်သူပဲမြောက်ပေးမြောက်ပေး PDF တွေပြောတာရှင်းရှင်းလေးပါ။ကျွန်တော်တို့အသက်ပေးရင်ပေးပါသေးတယ်။ဒါကြောင့်မလို့မိုးကုတ်မှာရှိတဲ့ဒေတာကပြည်သူကိုကျွန်တော်တို့ပြောချင်တာကခင်ဗျားတို့မိုးကုတ်ကိုစစ်တပ်လက်ထဲကိုလည်းဟက်ထည့်ပေးလိုက်ကြမလား။ဒီ PDF တွေလာတာမရဘူး။နော်။တော်လိုင်းပြီးဒီ PDF ဆိုတာဘာမှမတည်ဘူး။အဲ့ဒါတော့အာမျိုးတော့မသူတို့အသက် တို့ဥစ္စာတို့စည်းနေမဟုတ်တော့တို့အသက်တာတင်းသေးပါစေကာကွယ်မယ်လို့ပြောတာခင်ဗျားတို့မိုးကုတ်ကားတွေအနေနဲ့တော်နိုင်ရေးပီတူတွေနဲ့ဒီတော်နိုင်ရေးအင်အားစုတွေပူပေါင်းတင်တာမပေါင်းတင်ဘူးလားစဉ်းစားပေါ့နော်ရုပ်ဝိထုတွေဆိုတာပြည့်ချိန်တိုင်းပြတ်ပါမယ်ဘယ်သူမှတော့ကျွန်တော်ပြောသလိုကိုယ်အိမ်ကြီးပြတ်နိုင်လားဒီအိမ်ကြီးကိုပြစ်ကမယ်တရားပိမောင်းများဆိုတော့ပုံပြီးတော့ကဆစ်ရှာဝမယ်ဟိုမှာသွားနေတဲ့နေရာမှာလည်းအဆင်ပြေလည်းမပြေလားကိုယ်အိမ်မောင်းတဲ့အတွက်ဘယ်လိုနေလို့ကောင်းမလဲဒီဒုက္ခတွေကမ်းမှာမဒါတွေကိုဘယ်သူမှယူခြင်းမယူခြင်းလားဘာမင်းကြီးမှာမိုးကုတ်မှာအဲ့ဒီဒုက္ခကိုယူခြင်းလည်းလူရှိလားဘယ်သူမှမယူခြင်းဘူး ဒါတဘာဝပဲဒါပေမဲ့မလို့ခြင်းပေမဲ့ကိုယ့်ရဲ့ကံကြမ္မာဖြစ်လာရင်ကျွန်တော်တို့အကောင်းဆုံးကိုရင်ဆိုင်ရမှာပဲအဲ့တော့မိုးကုတ်မြို့ပြက်စီးတယ်မပြက်စီးဘူးဆိုတာတော်လန်ရေးဘက်ကနေမဆိုင်ဘူးလက်ရှိမိုးကုတ်မြို့ကတော်လန်ရေးထိန်းချုပ်မှုအောက်မှာရှိနေတာစစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေတာမဟုတ်စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေတဲ့မြို့ကိုတော်လန်ဘက်ကကွာဖြစ်တာမဟုတ်ဘူးတော်လန်ရေးထိန်းချုပ်မှုအောက်မှာရှိနေတဲ့မြို့ကိုစစ်တပ်ကလာပစ်မယ်ဆိုတာနဲ့ဒီတော်လန်ရေးလူကပေးလိုက်ကြမယ်ဆိုတာအတိတ်ပဲရှိလားမရှိလားစဉ်းစားရင်းမိတိုက်ထားတဲ့လူတွေကခင်ဗျားတို့ရင်းနှီးထားတာ အလဲဟတ်တဲ့ပြေဘောကခူးတဲ့ချိန်ကြီးနဲ့ပြစ်ထားတာမဟုတ်ဘူးနော်အသက်တွေဘောရတွေရင်းပြီးတော့အဲ့ဒီဟာကိုတိုက်ထားတာဖြစ်တဲ့အတွက်ဂါကြီးကိုပြန်ပေးရမယ်ဆိုတာအိဗယ်ရှိလားမရှိလားစဉ်းစားတဲ့နောက်ဟိုတခုရှိတယ်သူတို့ပိုင်လို့သူတို့ပြန်ပေးရဆိုတာတမျိုးသူတို့ပိုင်နေဟာလည်းမဟုတ်ဘာမဟုတ်ဒေသခံကြီးပိုင်နေမဟုတ်ဘူးမဟုတ်ဆိုတာမဟုတ်မြို့ဒါမြို့လူမြို့ဒါဒေသခံကြီးပိုင်နေစစ်တပ်ကပိုင်နေမဟုတ်ဘူးနော်အဲ့တော့ရှင်းရှင်းလေးပါမဟုတ်မြို့ပြက်စီးတယ်မပြက်စီးဘူးဆိုတာစစ်တပ်ကဖြက်စီးမယ်မဖြက်စီးဘူးဆိုတာနဲ့ငူတီပါပဲဒါပါပဲ